တော်လည်းမင်္ဂလာနေ့လည်ခင်ပါခင်ဗျာလူသူများဒိန်းထားရဲ့နိုဝင်ဘာ25ရက်နေ့လည်ခင်တရင်အစီအစဉ်ကိုကျွန်တော်ကိုစောကတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်မြို့တောင်ဘက်မဲလက်ပံကျေးရွာကဒီမိုကရေစီကင်းအကျိုးပြုတက်မတော် DKB 95တရင်ကာကွယ်ယူထားတဲ့နိုင်ငံဖြတ်ကျော်ကြားဖြတ် online ငွေလုံငန်းတစ်ခုကို KLA ပူးပေါင်းဖွဲ့ကပြီးခဲ့တဲ့နိုဝင်ဘာ21ရက်ဝင်ရောက်ဆင်းနီးမှုအတွင်း DKB တပ်ဖွဲ့ဝင်230ကျော်ကိုဖမ်းဆီးရမိခဲ့သလိုနိုင်ငံခြားသား2000ကျော်ကိုထိန်းသိမ်းလိုက်တယ်လို့ KNU ဗဟိုကဒီကနေ့နိုဘာ25ရက်မှာထောက်ပြန်ပါတယ်။မြန်မာနဲ့မေလပန်ခြေရွာကိုအင်အားရချင်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်ရှင်တပ်တွေနဲ့ကင်းလင်းတော်လိုင်းပူအောင်ဖွဲ့တို့နိုဘာ21ရက်နေ့မှာတိုက်ဖက်ပြင်းထန်စွာဖြစ်ပွားနေခြင်းဒီကေဘီတပ်ဖွဲ့905တရင်ရဲ့ဒုတိုင်ရင်မှုဘိုးတခွားသည်ဥဆောင်တဲ့တပ်ဖွဲ့ဝင်တွေကတော်လိုင်းအင်အားစုတွေရှိရာကိုပြစ်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီလိုပြစ်ခတ်မှုတွေကြောင့်ဒီကေဘီတပ်ဖွဲ့ဝင်တွေရှိနေတဲ့မေလပန်ခြေရအတွင်းကို KNL ပူအောင်ဖက်ကပြစ်ခတ်ဝင်ရောက်ဆင်းနေခဲ့ရမှာ ကြည်အောင်ဒီထိုင်းမြန်မာနယ်စပ်တောင်ရင်မြကန်းနာကကြားဖြတ်ငွေလေးလုပ်ငန်းအဆောက်အဦတွေကိုတွေ့ရှိခဲ့တာပါအဲ့ဒီတွေ့ရှိခဲ့တဲ့ online ငွေလေးလုပ်ငန်းအဆောက်အဦတွေကိုလုံခြုံရေးပေးနေတဲ့ DGB တပ်ဖွဲ့ဝင်230ကျော်အပြင်လုံခြုံရေးတွင်းမှာပိတ်မိနေတဲ့ Ethiopia, Rwanda, Egypt, Thailand, Laos, Philippines, တရုတ်နဲ့ Malaysia စတဲ့နိုင်ငံတွေကနိုင်ငံခြားသား2000ကျော်ကိုပါထိမ့်သိမ်းခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ချက်တွင်းမှာပြောဆိုပါတယ် ကြားဖြတ်ငွေလေလုပ်ငန်းတွေရှိရာအဆောက်အဦးမှာလည်းကွန်ကရစ်အဆောက်အဦးအလုံး20ခန့်အပါအဝင်လူနေတိုက်ခန်း၄ဒက်ပါအဆောက်အဦးနှလုံးနဲ့လုပ်ငန်းသုံးကွန်ပျူတာ IDPC အစပြေဆုံးတွေကိုတွေ့ရှိခဲ့ရတယ်လို့ကင်ယံဘဟုကဆိုပါတယ်။ဒါပြင်ငွေလေလုပ်ငန်းလုပ်ကန်သူတွေကိုညှဉ်းပန်းနှိပ်စက်နေတဲ့အခန်းလိုယူဆရတယ်။လူတို့ကစား၄ပေ၆ပေအခန်းကြီးတွေကိုထပ်မံတွေ့ရှိခဲ့တဲ့အတွက်လူကွေချိုးပေါက်မှုတွေရှိနေကြောင်းလည်းကင်ယံဘဟုကခံမှန်းပြောဆိုထားပါတယ်။ ဒီကနေ့နိုဝင်ဘာ23ရက်နေ့24ရက်မှာထိန်းသိမ်းထားတဲ့နိုင်ငံသားတွေကလူ800ကျော်ကိုစစ်စစ်ကပ်ပြီးတော့ထိုင်းနိုင်ငံသား28ဦးနဲ့တရုတ်နိုင်ငံသား300ကျော်ကိုတပ်ဆိုင်ရာထိုင်းအာဏာပိုင်တွေဆိုရင်လက်ပြောင်းပြီးခဲ့ပြီးဖြစ်တယ်လို့ KNLA တော်လိုင်းသတင်းရင်းမြစ်တွေကလူလူမြန်မာကိုပြောပါတယ်။လက်ရှိကြုံတွေ့နေရဟာကြီးမားတဲ့နိုင်ငံဖြတ်ကျော်ရာသမှုကိုရင်ကြီးဖြစ်နေတဲ့အတွက် online ငွေတွေလုပ်ငန်းအတွင်ပိတ်မိနေသူတွေကိုဘေးကင်းစွာကယ်ထုတ်နိုင်ဖို့ခိုင်လုံတဲ့မူကင်းစစ်စစ်ချက်တွေရယူနိုင်ဖို့နဲ့တရားဥပဒေကြောင်းရထိရောက်စွာအေးအေးနိုင်ဖို့အတွက် ိုင်ငံကအစိုးရတွေမှုခင်းစစ်ဆေးရေးကြွမ်းကျင်သူတွေနဲ့အဖွဲ့အစည်းတွေအနေနဲ့အရေးပေါ်ပူးပေါင်းဆောင်ရွက်ပေးကြဖို့ကင်ဘိုဟာတောင်းဆိုထားပါတယ်။မေလဗန်ချေရတင်းကအွန်လိုင်းငွေလုပ်ငန်းတွေကိုစီးနင်းကတ်မှုအတွင်းမှာရရှိထားတဲ့တသက်ကံပစ္စည်းတွေနဲ့စာရွက်စာတမ်းတွေကိုတရားစွာထိမ့်သိမ်းထားပြီးနိုင်ငံကလှုပ်ထုတ်လုပ်နေတဲ့အကြီးဆောင်ရွက်သွားမှာဖြစ်တယ်လို့ကင်ဘိုဟာကတိပြုပြောဆိုထားပါတယ်။တစ်ဆက်တည်းမှာပဲဒီကနေ့နိုဝင်ဘာ25ရက်နေ့လယ်နားဝင်းချင်းထိနောက်ဆုံးရရှိထားတဲ့သတင်းတွေအရစစ်ကောင်စီတပ်မှတေကန် drone နဲ့တိုက်ခတ်လာမှာကိုစိုးရိမ်နေတာကြောင့် ။ online ငွေလေလုံကမ်းမှထိသိမ့်ခဲ့သူနိုင်ငံသားတွေဟာထပြေလျှောက်ဖို့ကြိုးပမ်းနေပြီး၎င်းဝင်းရဲ့ရုံးဆက်ခတ်မှုတွေဖြစ်ပေါ်နေလို့နေဆက်သတင်းရင်းမြစ်ကလူလူမြန်မာကိုပြောပါတယ်။မေလပန်ချေရက online ချားဖြတ်ငွေလေလုံကမ်းတွေကိုကြီးကြပ်လုပ်ကိုင်နေတဲ့ DKB 95တင်ရဲ့ဒုတိယမှုဘူတခွားသည်ဟာမြောက်ပြည်မြို့ကနေထိုင်းနိုင်ငံပတ်ချန်းကိုထပြေလျှောက်နေတဲ့အတွက်ဗန်စီယာမီနိုင်ဖို့မနေ့နိုမ24ရက်မှာ DKB ဘဟုဌာနချုပ် Glow 24ကသတင်းထုတ်ပြန်ထားပါတယ်။ ဒါပြင်ဒီကေဘေးတပ်ဖွဲ့နဲ့ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ Sausti, Sausain Win, Sausan Aung နဲ့ Sain Jola စတဲ့၄ဦးကို online ကိုလေးကြားဖက်လုပ်ငန်းတွေနဲ့ငူလူကုန်ကူးမှုတွေပါဝင်ပတ်သက်နေရလို့ဆိုကာပြီးခဲ့တဲ့နိုဝင်ဘာ15ရက်မှာ American Banner ရေးဝင်ကြီးဌာနကအရေးယူပိတ်ဆို့ထားပါတယ်။